မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ20ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ KNB နဲ့ KNU တပ်မဟာခွနဲ့နယ်မြေထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့မော်ဖိုးကေစကမ်းကို나ယီပိုင်းသာတိုက်ခတ်ပြီးတဲ့နောက် စခန်းတစ်ခုလုံးကိုတိတ်ပတ်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမေလ19ရက်နေ့နေ့လယ်12နာရီဝန်းကျင်အချိန်ကစတင်ပြီးတော့စစ်ကောင်စီရဲ့မော်ဖိုးကီစခန်းကို KNL နဲ့ KNDO ပူးပေါင်းတပ်များကစတင်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်မှာတော့မနေ့ကည7နာရီဝန်းကျင်အချိန်မှာစခန်းကိုချင်းကပ်ဝင်ရောက်နိုင်ခဲ့ပြီးတော့ညတကောင်ရဲ့အချိန်မှာစခန်းတစ်ခုလုံးကိုတိတ်ပတ်နိုင်ခဲ့တယ်လို့သိရပါဗါတယ်။ခံမှန်းကြီးစခန်းတိတ်တာက나이ပိုင်းလောက်ပဲကြာပါတယ်။ drone တွေနဲ့ဗုံးစာကျဲပြီးတော့မြေပြင်ကနေဝင်လုံးတာအဲ့ဒီစခန်းကစစ်သားတွေအများစုထွက်ပြေးသွားတယ်လို့သိရတယ်လက်နက်ခဲကနေရတာတွေလည်းရှိပါတယ် အတိအကျအသေးစိတ်ကိုတော့သတင်းဆောင်နေတော့မဲစခန်းရသွားတာကတော့မနေ့ညကလေးကရတာတေးကြပါတယ်လို့ KNU ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်မေလ16ရက်နေ့မှာထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့မေလစစ်တပ်စခန်းကိုတင်ပတ်ပြီးတဲ့နောက်မေလ19ရက်နေ့မှာမော်ဖိုးကေစစ်တပ်စခန်းကိုလည်း KNU ကတရက်ထဲနဲ့အပိပြတ်တိုက်ခိုက်တင်ပတ်လိုက်တယ်လို့သိရပါတယ်အဲ့ဒီမော်ဖိုးကေစခန်းတိုက်တိုက်ပွဲကြောင့်ပြည်သူ240ဦးဟာထိုင်းနိုင်ငံဘက်အချမ်းကိုစစ်ပေးတိတ်ဆောင်ထွက်ပြေးခဲ့ရပြီးတော့ထိုင်းစစ်တပ်ကလည်းနယ်စပ်မှာလုံခြုံရေးတွေတိုးမြှင့်ခဲ့တယ်လို့သိရပါတယ် KNU တပ်မှ9နဲ့ နယ်မြေထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့စခန်းများကိုတောက်လျှောက်စိုးတလုံး KNL ဥဆောင်တဲ့တော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ မက်လာအေဘီလာနဲ့အခုမေလာအတွင်းထဲမှာထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့ပူလူတူခလဲ့ဒေးတခေါပီခွေမော်ဖားသူစခန်းတာလဲစခန်းမေလာစခန်းနဲ့မော်ဖိုးကေစခန်းများကိုဇက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိထိုင်းမြန်မာနယ်စပ်မှာနော်တရမဲတော်မော်ရလီနဲ့နော်တစုစုပေါင်းစစ်ကောင်စီရဲ့တပ်စခန်း၄ခုပတ်ဝန်းကျင်သာကျန်ရှိတော့တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့တပ်စခန်းများအလုံးနီးပါး KNU ရဲ့လက်အောက်ကိုကျောက်နေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းအင်ဂဘူမြို့နယ်မဲဆလီဂုံမြို့မှာ AA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များဝင်ရောက်လာပါကခုခံကာကွယ်ရေးစစ်တပ်နဲ့ပေးရန်စစ်ကောင်စီကပြင်ဆင်နေပြီးတော့စီးပွားရေးလုပ်ငန်းရှင်တွေစီကတအုပ်ကို၃သိန်းအိမ်အောင်စုတစုကို၁တောင်းစစ်တပ်ကကောက်ခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုမေလာဇမ်းပိုင်းကစတင်ပြီးတော့အင်ဂဘူမြို့နယ်မဲဆလီဂုံမြို့ကိုစစ်ကောင်စီတပ်တချို့ရောက်ရှိလာပြီးတော့ပြည်သူများကိုအတင်းအကျပ်စစ်တင်နှံပေးမယ်လို့ဆိုပြီးတော့လူသူတွေစုဆောင်းလာတယ်လို့သိရပါဗါတယ်အဓိကအားဖြင့် အေနဲ့ PDF ပူပေါင်းတပ်ဖွဲ့များဝင်ရောက်လာပါကမဲဆလီဂုံမြို့ဟာအဓိကခံစစ်တပ်နေရာအဖြစ်နဲ့ခုခံရမှာဖြစ်တယ်လို့ပြောပါတယ်မဲဆလီဂုံမြို့ကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်ရဲ့ခုခံကာကွယ်ရေးတိုင်းစစ်ဌာနခွဲတစ်ခုအဖြစ်နဲ့ခုခံစစ်ပြင်ဆင်ခိုင်းခြင်းဖြစ်တယ်လို့သိရပါတယ်မဲဆလီဂုံမြို့ကစစ်ကောင်စီရဲ့အားထားရာအားကိုးရာတိုင်းစစ်ဌာနခွဲတစ်ခုဖြစ်လာရမယ်လို့စစ်တပ်ကပြောပါတယ်ထူးကြီးမျိုးဘက်ကနေဝင်းရင်အေအေနဲ့ PDF တွေကိုမဲဆလီကုံမျိုးကအဓိကခုခံမှုပြင်ဆင်နေတာပါမဲဆလီကုံမျိုးမှာစစ်တပ်နန်းတွေပေးမယ် စစ်မှုထမ်းတွေကိုရွာတွေကနေပြီးတော့အကျိုးပို့လုပ်ဖို့ကားလိုအပ်လို့ကားဝယ်ဖို့အတွက်မဲဆလီကုန်းမျိုးကလုပ်ငန်းရှင်တွေကိုတအင်းကိုသုံးသိန်းကောက်ခိုင်းပါတယ်စစ်မှုထမ်းတွေကိုထမင်းကျွေးဖို့အတွက်တအင်းကိုတထောင်ကောက်တယ်စစ်တင်တန်းတွေကစောစောဆနေပြီလို့မဲဆလီကုန်းမျိုးကဒေသခံပြည်သူတို့ကပြောပြထားပါတယ်စစ်တပ်ကစစ်တင်တန်းပေးရအတွက်အင်္ဂဗုံမြို့နယ်အတွင်းမှာရှိတဲ့ခြေရွာများကလူငယ်များကိုမဲဆလီကုန်းမြို့ကိုစစ်ခေါ်နေတယ်လို့သိရပါဗျ အခုမေလာလေပိုင်းကလည်းအေအေနဲ့ပူပေါင်းတပ်ဖွဲ့များဝင်ရောက်လာပြီဆိုပြီးတော့စစ်တပ်ကအင်္ဂါဘုံမြို့နယ်မှာရှိတဲ့ကြေးရွာများကိုအကြမ်းဖက်စစ်တပ်ကလေးချောင်းကနေပြီးတော့ဇက်တိုက်ဘုံကျဲတိုက်ခိုက်မှုများလဲလုပ်နေတယ်လို့သိရပါတယ်။မေလာ15ရက်နေ့မနက်ပိုင်းမှာအင်္ဂါဘုံမြို့နယ်ချင်းကိုက်ကွင်းကြေးရွာစတင်ချောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင် 31သစ်ဆက်အနီးမှာရှိတယ်။ရွှေညာမြေကိုရဆိုင်ကိုဘုံတလုံးထပ်မံကျဲချတိုက်ခိုက်ခဲ့ပြီးတော့ကိုရဆိုင်မိလောင်ပျက်စီးသွားတယ်လို့သိရပါဗျ။မေလ15ရက်နေ့ည9:00နာရီခွဲအချိန်မှာကွင်းကောက်တတက9ကနေတက်လာတဲ့အကြမ်းမဲ့စစ်တပ်ရဲ့စစ်တပ်၄ထီးများဟာဘဲပြားကုန်းရွာ၊စားစီကုန်းကွင်းရွာနဲ့ချင်းကိုက်ကွင်းကျေးရွာများကိုထပ်မံပြီးတော့ဘုံကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။မေလ16ရက်နေ့ည7:00နာရီခွဲအချိန်မှာလေးရနစီနဲ့ဝါတော်ကွင်းရွာ၊ကြက်ပေါင်ကုန်းရွာ တန်မြာကုန်းရွာတို့ကိုလေးချောင်းကနေတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အချမ်းပတ်စစ်တပ်ဟာလေးချောင်းတိုက်ခိုက်မှုများကိုဇက်တိုက်ပြုတ်လုံနေခြင်းကြောင့်လက်ရှိအချိန်မှာဘယ်ပြားကုန်းရွာ၊စားစီကုန်းကွင်းရွာ၊ချင်းကိုက်ကွင်းရွာ၊ဝါရော့ကွင်းရွာ၊ကြက်ပေါင်ကုန်းရွာနဲ့တန်မြာကုန်းရွာကပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးတော့အချမ်းပတ်စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးများဟာလည်းထွက်ပြေးနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့နယ်ကြောက်တရားမြို့နယ်ပန်းစိုးတန်းနဲ့ကန္နာလန်တောင်မှာ ကမိုင်းနိုင်အဖွဲ့ကလူငယ်တအုပ်ကိုအုပ်စုဖွဲ့ဝိုင်းရိုက်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကမိုင်းနိုင်တွေဟာမေလ19ရက်နေ့မနက်ပိုင်းက YBS 89ရင်လိုင်းပေါ်မှာဖုန်းခိုးနေတဲ့အချိန်ဖုန်းလိုက်ခံရတဲ့လူငယ်နဲ့ကမိုင်းနိုင်အဖွဲ့တို့စကားအခြေတင်များရာကနေပြီးတော့ကမိုင်းနိုင်ညာကအုပ်စုဖွဲ့ပြီးတော့ဝိုင်းရိုက်မှုကြောင့်လူငယ်ကိုအရေးပေါ်ကူတာမှုခံယူရန်ရန်ကုန်စေယုံကြီးကိုတင်ပို့လိုက်ရတယ်လို့သိရပါဗျာ။ ဖုန်းလိုက်တာကိုတိသွားတော့ကောင်လေးနဲ့စကားများတာမှာသူတို့ကအုပ်စုလိုက်ကောင်လေးကိုကားပေါ်ကနေတွန်းချပြီးတော့အောက်မှာဝိုင်းရိုက်ကြတာဖုန်းကိုပေါ်တင်နှိုက်ပြီးတော့လှူလာဘသူမှဝင်မကူညီရဲဘူးမင်းမဲ့တိုင်းပြည်ကြီးကိုဖြစ်နေပါပြီဗျာကောင်လေးကသတိလည်သွားတာထိုးချိတ်ပြီးတော့သူတို့ထွက်သွားမှကုညီကယ်ဆယ်ရေးအဖွဲ့ကိုဖုန်းခေါ်ပြီးဆေးရုံပို့လိုက်ရတယ်လို့မျက်မြင်တွေ့ရှိတဲ့အမျိုးသမီးတို့ကသတင်းပေးဖို့ပြောကြလာပါတယ်ကပိုက်နိုင်အဖွဲ့ကအသက်၁၉နှစ်အရွယ်အဲ့ဒီလူငယ်ကိုကားပေါ်ကနေတွန်းချပြီးတော့အုပ်စုလိုက်ရိုက်နှက်ခဲ့ရာ ဦးကောင်းညာဘက်ဂျိုးဆောင်ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီးတဲ့နောက်သတိလစ်မင်းမျိုးသားခဲ့ခြင်းဖြစ်တယ်လို့ကုညီခဲ့တဲ့ကိုပူတူးနဲ့ဗော်ဒါများလူမှုကယ်ဆယ်ရေးအဖွဲ့ထံကသိရပါတယ်။ကပိုက်နိုင်များအုပ်စုဖွဲ့ပြီးတော့ဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားတဲ့အတွက်ပန်းစိုးရန်နဲ့ကန္နာလန်ထောက်မှာသတိလစ်နေတဲ့အတွက်လူမှုကယ်ဆယ်ရေးအသွင်းတွေကိုပြည်သူတွေကဖုံးဆက်ပြီးအကူအညီတောင်းခံလာတဲ့အတွက်မြေပြင်ကုသမှုများပြုလုပ်ပြီးတဲ့နောက်ရန်ကုန်စေယုံကြီးကိုပို့ဆောင်ကူညီပေးခဲ့ပါတယ်လို့ပြောဆိုထားပါတယ်။စစ်ကောင်းစီအာနာသိမ့်ပြီးတဲ့နောက်မှာရန်ကုန်မြို့လယ်မှာအခုလိုမျိုး အုပ်စုဖွဲ့ရိုက်နှက်မှုများရွှေဆိုင်ဓမြတိုင်းမှုများဓာတ်ထောက်လူရက်မှုများအပြင်နေအိမ်များမှာလည်းလူတက်လူရက်ဖောက်ထွဲမှုများကိုပေါ်ပေါ်ထင်ထင်ကျူးလွန်လာကြကြောင်းတရေရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လက်ကျခြေရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ရာပြည်သူတအုပ်သေးဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရရှိကနေအိမ်ခုနှစ်လုံးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ16ရက်နေ့မနက်10:20မိနစ်မှာတကြိမ်10:23မိနစ်မှာတကြိမ်တပိတ်ချင်းမြို့နယ်လက်ကျခြေရွာအနီးမှာရှိတဲ့ရွှေလုတ်ကွက်တစ်ခုကိုမိထီလာရှမ်းတဲ့လေတပ်ကနေတက်လာတဲ့ Jet Fighter နဲ့ပေါင်300ဘုံကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ ်အခုလိုမျိုးလေးချောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူအမျိုးသားတအုပ်သိမ်းဆုံးခဲ့ပြီးတော့နောက်ဦးဒဏ်ရာရရှိကနေအိမ်သုံးလုံးပျက်စီးခဲ့တယ်လို့သိရပါတယ်ဒါအပြင်ကားတစ်စီးနဲ့ဆိုင်ကယ်တစ်စီးလည်းထိခိုက်ပျက်စီးသွားတယ်လို့ပြောပါတယ်အလားတူပဲမေလ16ရက်နေ့ည9:06မိနစ်ကတပိတ်ချင်းမြို့နယ်လက်ကျကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီရဲ့ဒရယ်ဦးလေးတက်ကနေတက်လာတဲ့ Jet Fighter တစ်စီးနဲ့ပေါင်300ဘုံဒီတလုံးကျဲချတိုက်ခိုက်ခဲ့ရာပြည်သူနောက်ဦးမစိုးရင်ကဒဏ်ရာရရှိပြီးတော့နေအိမ်၄လုံးထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။မနေ့ကည9:06မိနစ်မှာ ဒရယ်ဦးကနေတက်လာတဲ့ဂျက်ဖိုင်တာနဲ့လေးချောင်းတိုက်ခိုက်မှုပြုလုပ်သွားတာပါပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရတယ်ဒဏ်ရာတွေကတော့မစိုးရင်ရပါဘူးပြီးတော့ပြည်သူပိုင်းနေအိမ်လေးလုံးလည်းပျက်စီးသွားတယ်လို့ပြည်ဦးလေခရိုင်ပြည်သူကာကွယ်အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်အကြပတ်စစ်ကောင်စီကအပြစ်ခတ်ရဆဲရေးကြေညာထားတော့လေပြည်သူများအနေနဲ့မယုံကြည်ကြပဲလေးချောင်းတိုက်ခိုက်မှုကနေပြီးတော့ကာကွယ်နိုင်ရန်ဘုံခုချင်းများကိုတူးထားကြရရင်လည်းစစ်ကောင်စီတပ်များနဲ့ဝဲဝဲမှနေထိုင်ပေးကြပါရန်ပြည်ဦးလိန်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတိုက်တွန်းနှိုးဆော်ထားကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တောင်ပိုင်းခရိုင်ကော်မူကွန်းချံကုန်းနဲ့တွန်တင်းမြို့နယ်တို့မှာစစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့လူလိုက်ဖမ်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ16ရက်နေ့ကစတင်က19ရက်နေ့အထိအဲ့ဒီမြို့နယ်များမှာရှိတဲ့မြို့နယ်ချင်းဆက်ကုန်းလန်းရေလန်းအဝင်းအထွက်လမ်းများနဲ့တော်ရင်နေရာများကိုပိုက်စိတ်တိုက်စစ်ဆေးဖမ်းဆီးလျက်ရှိရာမေလ19ရက်နေ့ညနေပိုင်းအထိကိုလူအယောက်20ထဲမှနေဖမ်းဆီးခံထားရတယ်လို့ Rangoon Scout Network ကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီစစ်ခွေးတွေက သူတို့မတင်လာတဲ့သူတွေမှန်သမျှလူကြီးလူငယ်ကြားမှမရွေးအဆုံလိုက်ဖမ်းနေတာပါတရင်အတိကျနဲ့လိုက်ဖမ်းနေတာတွေလည်းပါတယ်လို့ Rangoon Scout Network ကတာဝန်ရှိသူကတရင်ပေးဖို့ပြောကြားထားပါတယ်မေလ16ရက်နေ့နဲ့18ရက်နေ့တွေမှာကွန်မိုးမြို့နယ်လာဝရီရွာထမ်းပင်ချောင်းရွာနဲ့ဘရုတ်ရွာတို့မှာစစ်သားအများအပြားစခန်းချကရွာဝင်ထွက်လမ်းများနဲ့တော်လိုင်းတို့ကိုပိတ်ဆို့ပြီးတော့ဆစ်ဆဲခဲ့ကလူနေအိမ်များလည်းလိုက်လံဆစ်ဆဲပြီးတော့လူ၁၀ယောက်လောက်ကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်16ရက်နေ့ကလူတချို့ဖမ်းဆီးခံရပြီးတော့အဲ့ဒီနောက် ဂွင်းဆက်လိုက်ဖမ်းနေတယ်လို့ကြားတယ်ဗျစစ်မှုထမ်းအတွက်လိုက်ဆွဲနေတာမျိုးမဟုတ်ဘူးလို့တော့ပြောတယ်လို့၎င်းကဆက်လက်ရှင်းပြထားပါတယ်၎င်းတို့ပြစ်မှတ်ထားတဲ့ကြေးရွာများမှာညဘက်အပြင်မထွက်ရမိတ်ထုတ်ထားတယ်လို့လည်းပြောပါတယ်မေလ19ရက်ညဦးပိုင်းအထိကိုကြေးရွာများနဲ့တော်ရွင်ဘက်ကိုပြစ်မှတ်ထားပြီးတော့စစ်ဆေးဖမ်းဆီးနေပြီးမြို့ပေါ်များမှာအဖမ်းဆီးတရင်တွေကိုတော့မကြရသေးဘူးလို့ပြောပါတယ် Rangoon Scout Network ဟာရန်ကုန်တိုင်းအတွင်းမှာထူးခြားဖြစ်စဉ်များနဲ့စစ်ကောင်စီတပ်ရဲ့လှုပ်ရှားမှုများကိုအဓိကဖော်ပြပေးနေတဲ့ຫນွေဦးတော်လိုင်းရဲ့စာမျက်နှာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံဖုတ်ဖရမြို့နယ်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား44ဦးကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့မေလ20ရက်နေ့မနက်အစောပိုင်းမှာထိုင်းနိုင်ငံတခရိုင်ဖုတ်ဖရမြို့နယ်မှာမြန်မာနိုင်ငံသား44ဦးကတရားမဝင်ဝင်ရောက်လာတာကိုထိုင်းအာဏာပိုင်များကကင်းလဲတဲ့အချိန်မှာဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမြန်မာနိုင်ငံသားများဟာထိုင်းနိုင်ငံဘန်ကောက်နယ်ပထုံတန်းနီမှာရှိတဲ့စောက်လုပ်ရေးလုပ်ငန်းဝင်များဆက်ရုံအပါအဝင်လုပ်ငန်းဝင်များကိုတွားရောက်ပြီးတော့အလုပ်လုပ်ကြရန်အတွက် တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။တရားမဝင်ဝင်ရောက်လာတဲ့မြန်မာများကတအုပ်ကိုထိုင်းဘတ်ငွေ2000စီပေးဆောင်ခဲ့ရပြီးတော့မြန်မာဘက်အချမ်းကနေတောင်ရင်းမြစ်ကိုဖြတ်ကူးပြီးတော့တော်လန်အတိုင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားများကိုဖုတ်ဖရရဲစခန်းမှာအမှုဖွင့်ထားပြီးတော့ထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်မှုနဲ့တရားစွဲအရေးယူမှဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BNR အပေါင်းကကင်းဝေးပြီးတော့အချက်ဘတ်စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ